Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ငါဟင်းမကြိုက်တဲ့သူတွေတော့အကြိုက်တွေ့စီမဲ့ငါရေချိုချက်ကလေးရဲ့ပြီးတော့သူနဲ့အရန်လိုက်ဖက်တဲ့ငပိရေချိုလေးရဲ့တွဲပြီးစားမှာပဲဖြစ်ပါတယ်အားလုံးပဲကြောစင်းတဲ့တူလိုက်ပြီးတော့စားလိုက်ကြအောင်နော်အင်းဟိုကစားတော့ဒီမိနစ်အများကြီးချက်တာအကောင်းအကောင်းလည်းအသားတွေရောဟိုဟာတွေရောအများကြီးပဲအကောင်းကြိုက်ပါလားဟိုမှာအင်းနာမည်နဲ့မွေးနေတာ ရင်ဆုံးအနေနဲ့တန်းကျင်ထားတဲ့ငကြင်းကိုအခုလိုမျိုးစနုံးမုံရဲ့ရာသမုံလေးရဲ့နဲ့အတူပေါ့နော်အရာသာနှဲ့ပြီးတော့ကြတော့နှက်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ကျဆစ်တို့စက်သွန်ပြူစက်သွန်နီလေးကိုစီတက်ပေးပါမယ်။အနံလေးတွေမွေးလာပြီဆိုလို့ရှိရင်တော့ကျဆစ်တို့ခဲန်းကျင်စီကြိုက်ထားလေးကိုထည့်ပေးပါမယ်။ခဲန်းကျင်စီဤပြီးတော့စီပေါက်လာသည့်အထိလုံးပါမယ်။လုံးတဲ့နေရာမှာကျဆစ်တို့အခုလိုမျိုးအယောင်တင်မုံအနုမုံလေးပါထည့်ပြီးတော့လုံးပေးလိုက်ပါမယ်။ ကဲအခုလိုမျိုးခဲန်းကျင်သည်ဤပြီးတော့စီပေါက်လာတဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်စစ်တို့ရှေ့မှာအရသာနှက်ထားတဲ့ငါးကိုထည့်ပေးပါမယ်။ငါးနဲ့ဒီခဲန်းကျင်သည်အနှစ်နဲ့ပေါ့နော်အားလုံးနှက်သွားအောင်တေချာလေးလုံးပေးလိုက်ပါမယ်။ကဲအခုလိုမျိုးအားလုံးနှက်သွားအောင်တေချာလေးလုံးပြီးတော့စီပေါက်လာတဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ရေထည့်ပြီးတော့ကြတော့ကျွန်စစ်တို့ငါးချက်သွားတည်တည်ပေးလိုက်ပါမယ်။ ။စစ်စစ်ကတော့ဒီမှာငါးကောင်းစားခြင်းလို့ပေါ့နော်ငချင်းကောင်းလေးကိုပါထည့်ပြီးတော့ကြတော့ချက်ထားပါဗျ။ကဲပြီးရင်တော့အရသာအတွက်ငံပြားကြီးလေးနှင်းငယ်ဆွတ်ပေးလိုက်ပါမယ်။ကဲအခုလိုမျိုးနာနာပွက်လာတဲ့အနေထားလေးကိုရောက်ပြီးကိုလိုချင်တဲ့အနေထားလေးကိုရောက်ပြီးဆိုလို့ရှိရင်တော့အနံလေးပို့ပြီးမှွေးသွားအောင်စစ်စစ်ကနန်းနန်းမင်းလေးပါအုပ်ပေးလိုက်ပါမယ်။ကဲခုဆိုလို့ရှိရင်တော့ကျော်စစ်တို့ဒါငကျင်းရေချိုချက်ကလေးရပါပြီလွယ်ကူရိုးရှင်းပြီးတော့ကြတော့ထမင်းလဲအရန်မြိန်တာဖြစ်လို့အားလုံးပဲအခုလိုမျိုးလေးချက်စားကြည့်ပါနော် ပြီးရင်တော့ငပိရေချို့ဖို့အတွက်ဒါငရုတ်သီးနဲ့စက်သွန်ပြူလေးနဲ့ပေါ့နော်လော်ထားလေးကိုကျော်စစ်တို့ထောင်းပေးမယ်ပစွန်ကြောက်ကလေးနဲ့ငယ်ပါထည့်ပြီးတော့ကြတော့ထောင်းပေးပါမယ်ပြီးသွားရင်တော့ကျော်စစ်ကငပိရေချို့တော့ရင်လေးကြက်ကြက်စုထဲမှာဒါနိုင်ဘူရဲ့အတင်စားထိုင်းငပိရေလေးကိုတုံးမယ်ပေါ့နော်သူကကြတော့အခုလိုမျိုးဘူးအစိမ့်နဲ့အနီနဲ့နှစ်မျိုးရှိရဲ့ဒစိကလေးတေချာကြည့်ပြီးဝယ်ပါနော်အတူအပါရည်လည်းရှိပါတယ်ဒါကတော့ကျောက်စစ်ပဇွန်မီးဖုတ်ထားလေးကိုလည်းအခုလိုမျိုးလေးထည့်ပေးလိုက်ပါတယ်။ပြီးသွားရင်တော့ဒါထောင်းထားတဲ့ငယ်ဦးသီးစိမ့်နဲ့စက်သွမျိုးလေးထည့်ပေးလိုက်တယ်။ ပြီးရင်အနံလေးပို့ပြီးမှုေးပြီးစားလို့ပိုကောင်းအောင်ပေါ့နော်ငရုတ်သီးအလော်မုံလေးပါထည့်ပေးလိုက်ပါတယ်အလော်မုံနဲ့မှုမွေးလေးနဲ့အရန်စားလို့ကောင်းတဲ့ဒီမှာငပိရေချိုလေးရပါပြီအဲ့တော့ကျောင်းစစ်ကဒီမှာငချင်းပေါ့နော်ငချင်းရေချိုလေးချက်တယ်ငချင်းလဲအိမ်မှာအလဲလာတော့ကြတော့သူလဲငချင်းငါးစားကျင်တယ်ဆိုတာနဲ့ဒါလေးငချင်းလေးချက်ပါတယ်ငချင်းလေးထည့်လိုက်မယ်ပေါ့နော်ညတော့ငချင်းကိုအရင်ထည့်ပေးလိုက်ချင်းချက်စနော်ဘောနောငပိရေချိုကတော့ဒီမှာပစွန်တုံးတဲ့ဒီလိုမျိုးလေး ပြည့်နေနေကလေးလောက်ထားပါတယ်ငါပြေးချိုလေးပြေးချိုလေးဆမ်းမယ်တရားအစုံပေါ့နော်တို့တရားအစုံနဲ့ဒီမှာတော်တော်လေးနေမယ်အမင်းဆုံးဆမ်းမယ်ဆမ်းမယ်ကဲစပြီးတော့ကျွေးပါမယ်အားလုံးပဲစားပါအောင်ခင်ဗျအင်းဟိုကစားတော့2မိနစ်အများကြီးချက်တာဒီနေ့ ငွေချင်းလဲလာမယ်ဆိုတော့ကျတော့အိမ်မှာချက်ထားပါဗောနော်သူကငါးစားချက်နဲ့ဆိုတော့နဲ့ငါးဟိုငွေချင်းကိုရေချိုလေးချက်တယ်ပြီးတော့ရင်ဒါအပိအချိုလေးရယ်အပိဆိုတော့အလွယ်နိုင်ဖို့နဲ့ဗောနော်ထိုင်းအပိလေးနဲ့ချိုလိုက်တာပြီးရင်ဒီမှာပဇွန်တုတ်ခလေးရယ်ပြီးတော့ရင်ဒါတို့ရအောင်နာမည်နဲ့မွေးနေอืม ော့ဂျိုဝန်ကငါရေဂျိုချန်နဲ့ငပေ့ဂျိုနဲ့အရင်လိုက်အတူတူထက်တာနော်ဟုတ်လားယူရအောင်ရုံးမနေစင် နေနဲ့ပြေချိုအံဘိုးရထိုင်းကပြေပေါ့နော်အတင်းသားထိုင်းကပြေလေးနဲ့ကြိုလိုက်တာသူကကြတော့ကျွန်တော်တို့ဒီအထောင်းထောင်းတဲ့နေရာရောဘာရောအလိုအလွယ်တကူသုံးလို့ရတယ်။ပြင်ဟင်းချက်တဲ့နေရာအခုလိုမျိုးငပေးချိုလောက်တဲ့နေရာအလွယ်တကူသုံးလို့ရတယ်ဆိုတော့ကြတော့ရတာရှိရပါတော့။ Ừ, Dì, mà ra ngà con ta con này ta đi học ngoài gặp nhà vậy ta không cay bà là mà ta không gì thế cay mà xe về chú nhiều vậy tôi đi là đàn ông

ငါရေးကြိုချက်ကလေးရငါသိရေးကြိုရတို့ကြာဆောင်လေးရနဲ့အရင်စားလို့ကောင်းတယ်ငါကြိုချက်ကနေအိမ်မှာတငယ်ချင်းလေးရှိရဆိုတော့အခုတငယ်ချင်းနဲ့အေးစစ်စစ်စကားပြောနေဆက်ပြီးတော့ကြတော့စားလိုက်အောင်မယ်နောက် blog ညီမကြော်စင်းနဲ့အတူပြန်ပြီးတော့ကြတော့တွေ့ဆုံကြပါမယ်ခင်ဗျာအားလုံးပဲတက်တက်ပါ